ဟယ်လိုအားလုံးပဲမင်္ဂလာပါတရုတ်ပြည်သူသမ္မတနိုင်ငံယနေ့ခေတ်မှာကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဆိုတာအားလုံးသိကြမှာပါစီးပွားရေးမှာလည်းအမေရိကန်ပြည်ကမ္ဘာဒုတိယကြီးဆုံးစီးပွားရေးပိုင်ဆိုင်ထားပြီးတော့ဆင်အားမှာလည်းကမ္ဘာတတိယအကြီးဆုံးဆင်အားဖြစ်ပါတယ်အဲ့လိုဘက်ဘက်ကနေပြီးတော့ဖော်ပြထုတ်တမှုတွေနဲ့ဒီကမ္ဘာအင်အားကြီးနိုင်ငံတစ်ခုဖြစ်တဲ့တရုတ်ဟာတစ်ခြေကအခုလိုမျိုးဖော်ပြထုတ်တဲ့နိုင်ငံတစ်ခုဖြစ်မလာခင်အခြေကပေါ့နော်တရုတ်နိုင်ငံမှာပြည်ပြောက်လဲရေးတွေတော်လန်ရေးတွေနဲ့ဒီပြည်ထောင်စစ်တွေအကြီးကျယ်ဖြစ်ပွားခဲ့ပါတယ် ဲ့လိုပြည်ထိတ်စစ်တွေတော်လှန်ရေးတွေနဲ့တူတရုတ်ပြည်သူတွေဟာလွန်မင်းဆဲဒုက္ခတွေတွေ့ကြုံခဲ့ရပြီးတော့အစာရေစပန်းလမ်းမှုတွေမြတ်တဖြစ်ခဲ့ပါတယ်။အဲ့ဒါပြင်ဒီလွန်မားတဲ့နိုင်ငံရဲ့ယူဆတွေကြောင့်တရုတ်နိုင်ငံဟာလိုဝါဆင်းရဲမှုတွေပွားခဲ့ရပြီးတော့ကမ္ဘာကြီးသို့စာငါမမှုတွေပါဖြစ်စေခဲ့ပါတယ်။အခုဒီဗီဒီယိုမှာတော့တရုတ်နိုင်ငံရဲ့တော်လှန်ရေးတွေနဲ့ဒီကွန်မြူနတီပါတီအာဏာရလာပြီးတော့ယနေ့ခေတ်တရုတ်ပြည်သူ့သမ္မတနိုင်ငံဖြစ်ပေါ်လာတဲ့အခြေအနေဒီသမတ်ကြောက်ရတွေကိုတိုက်ဆက်ဆွေးနွေးပြသမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့သမိုင်းဟာအလော်ရှေးကျပြီးတော့အစားကနေသိစိတ်ပြောမှဆိုရင်တော်လေးကိုရှီသွားမှာဖြစ်ပါတယ်အဲဒါကြောင့်တရုတ်သမိုင်းကိုအဲချင်းမင်းဆက်ပြစ်တုပ်ပြီးနောက်ပိုင်းကာလတွေကနေစပြီးတော့အဓိကထားပြောမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီအဲ့တော့စားလိုက်ကြအောင်ခင်ဗျာတရုတ်သမိုင်းကိုတေချာပြန်ကြည့်မှဆိုရင်ဒီခေတ်ဆက်ဆက် empire တွေပေါ်ပေါက်ခဲ့ပြီးတော့အင်မတာမှကြော်ဝါချလာခဲ့ပါတယ်ဒီတရုတ်သမိုင်း empire တွေကြောင့်ကျွန်တော်ဒီသဗီဒီယိုတခုလုပ်ပြီးတော့နောက်ထပ်တိဆက်ပေးတော့ရှိပါတယ်ခင်ဗျာ ဘလော့ထီလက်ဆိုရဲဒီလိုသောသမိုင်းအတွက်အစားပေးခိတ်ကိုဖြစ်ပေါ်လာစေခဲ့တဲ့စက်ကူနဲ့ပိုနိတ်စားပေးတွေဟာရှေခေတ်တရုတ်ပြည်ကနေပဲစတင်ထွင်ခဲ့ကြတာဖြစ်ပါတယ်ပြီးတော့စက်ကူငွေကြေးရမှုတန်လိုက်အိမ်မြောက်စားတဲ့ပစ္စည်းတွေကလည်းဒီတရုတ်တွေကပဲစားခဲ့တာဖြစ်ပါတယ်အဲ့ဒါမကသေးပါဘူးဒီကော်ဖျူရှာလောက်စုစော်စုစားတဲ့ပညာရှင်တွေရဲ့တွေးခေါ်ဝါဒတွေကယနေ့ခေတ်တည်းဒီကမ္ဘာလုံးမှာဘက်ဘက်ကနေလှမ်းမှုနေဆဲပဲဖြစ်ပါတယ်ပြီးတော့နောက်ဆုံးမိတ်ဆက်ဖြစ်တဲ့ချင်းမင်းဆက်လက်ထက်မှာဆိုရင်တရုတ်ပြည်ကတော့ချမ်းသာကြော်ဝခဲ့ပြီးတော့တမတ်တစ်ချောက်ကျဲဝေါ်စိုးနယ်မြေကိုပိုင်ဆိုင်ခဲ့ကြပါတယ် ဒါပေမဲ့19ရာစုဥရောပကဒီဆမုတ်တလာရဲ့ပေါ်ပေါက်လာပြီးတဲ့အချိန်မှာဒီခြေကပေါ့နော်ဒီအရက်ချမ်းလောက်ကြောဝါခဲ့တဲ့တရုတ်ပြည်ချင်းမင်းဆက်ဟာဒီသူရဲ့တိုးတက်မှုကနောက်ဥရောပနိုင်ငံတွေရဲ့နောက်မှာလည်းဖြစ်ဖြစ်နဲ့ကြိုင်းရင်ခဲ့ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဆမုတ်တလာရဲ့ဒီကြီးကျယ်ဖြစ်ခဲ့တဲ့ဥရောပကဒီဗြိတိန်ပြည်သက်နယ်သာလန်စတဲ့နိုင်ငံတွေကဒီဆမုတ်လုံငန်းတွေတိုးတက်လာကြပြီးတော့ကမ္ဘာတစ်ပေါ်မှာကိုလိုနီနယ်မြေတွေချက်ထွေလာနိုင်ငံကြတာကြောင့်ပဲဖြစ်ပါတယ်။ ောက်ပြီးတော့ချင်းမင်းဆက်ကိုအိုးချုပ်တာကတော့တရုတ်ရှေးမြောက်ဘက်ကလူမျိုးစုဖြစ်တဲ့မန်ချူးတွေဖြစ်ပြီးတော့လူနည်းစုတွေဖြစ်ကြပါတယ်။လူများစုကတော့ဟန်တရုတ်လူမျိုးတွေပဲဖြစ်ပါတယ်။အဲဒါမှအင်အားကြီးလာတဲ့နယ်ချေဥရောပနိုင်ငံတွေကတရုတ်ပြည်ကိုမျက်စိကျလာကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့တရုတ်ပြည်ဟာလူဦးရေအလွန်များပြားပြီးတော့ကြီးမားတဲ့ဈေးကွက်စီးပွားရေးရှိနေလို့ပဲဖြစ်ပါတယ်။ပြီးတော့ Twitter သံသာတာကြွယ်ဝတဲ့ပြည်တော်တရုတ်ပင်လယ်ကနေပြီးတော့ကိုယ်သွေးရေးတဲ့အလွန်ရေးပါတာကြောက်ပဲဖြစ်ပါတယ်။အဲဒါကြောင့်19ရာစုနှောင်းပိုက်ကာလတွေမှာတရုတ် တရုတ်ပြည်မှာဒီအနောက်ဥရောပနိုင်ငံတွေရဲ့စင်ရေးစီးပွားရေးကြိုးကြော်မှုတွေဖြစ်လာခဲ့ပါတယ်။တရုတ်ပြည်ကပထမဆုံးကြိုးကြော်ဖို့စူးစမ်းခဲ့ကြတာကတော့ဗြိတိရှ်တွေပဲဖြစ်ပါတယ်။ဒါပေမဲ့အင်အားကြီးပြီးတော့နိုင်ငံကျယ်ပြန့်လာတဲ့တရုတ်ပြည်ကိုဗြိတိရှ်အင်္ဂလိပ်တို့အနေနဲ့စီးရရွတ်ရက်ကြိုးကြော်ဖို့ဆိုတာဘလို့မှအဆင်ပြေပါဘူး။အဲ့တော့ဘာလုပ်လဲဆိုတော့အနောက်နိုင်ငံတွေရဲ့ထုံးစံတိုင်းဒီစီးပွားရေးရနေချဲဖို့ဖြစ်လာခဲ့ပါတယ်။အဲ့တော့တရုတ်ပြည်ကိုဒီအင်္ဂလိပ်ကိုယ်သွယ်နေတဲ့တူနောက်ဥရောပကိုယ်သွယ်တွေလာရောက်ကိုယ်သွယ်လာကြပါတယ်။ဥရောပကိုယ်သွယ်တွေကဒီတရုတ်ပြည်ထွက်ပိုးတဲ့ကျွေးတဲ့ ဒီလက်ဘက်6ဆက်တဲ့ပစ္စည်းတွေကိုဝယ်ယူပြီးတော့ဥရောပမှာရောက်ချခဲ့ကြပါတယ်ဒါပေမဲ့ပြဿနာကဘာလဲဆိုတော့ဒီဥရောပကိုယ်စားလှယ်တွေကသာဒီတရုတ်ပြည်ထက်ပစ္စည်းတွေကိုဝယ်ယူနေကြတယ်ဆိုပေမဲ့တရုတ်တွေဘက်ကကျတော့ဒီဥရောပကိုယ်စားလှယ်စီကပစ္စည်းတွေကိုသိပြီးတော့ပြန်မဝယ်ကြပါဘူးဘာဖြစ်လို့လဲဆိုတော့တရုတ်ဘင်ရဲ့အစိုးရကဒီကိုယ်စားလှယ်ကိုအကန့်အသတ်နဲ့တော့ခွင့်ပြုထားပြီးတော့ဥရောပကိုယ်စားလှယ်တွေကဒီတရုတ်စိုးရကသတ်မှတ်ထားတဲ့နေရာစစ်ကားတွေမှာသာကိုယ်စားလှယ်ခွင့်ရကြပါတယ်အဲ့လိုပြန်လာကိုယ်စားလှယ်မှုမညီမျှမှုတွေကြောင့်ဒီ English ကိုယ်စားလှယ်တွေကတရုတ်ဘုံမှာမကျေမနပ်မှုတွေဖြစ်လာခဲ့ပါတယ် အဲ့တော့အင်္ဂလိပ်ပိုင်ရှေးအေရီယာကုမ္ပဏီက DOB စီးပွား DOB ကိုဒီစီးပွားရေးရတိုက်ခိုက်ဖို့ဖြစ်လာခဲ့ပါတယ်အဲ့တော့မှဒီအင်္ဂလိပ်ကိုယ်တော်တွေကဒီအိန္ဒိယကနေတဆဲ DOB တွေကိုဒီဘေးတွေအကြီးကျယ်တင်သွင်းခဲ့ကြပါတယ်အဲ့တော့ဒီ DOB စီးပွားမှာဘေးတွေအများပြားဝင်ရောက်လာပြီးတော့တပီလုံးနီးပါးဘေးဆွဲကိုကြပါတယ်အင်္ဂလိပ်ကိုယ်တော်တွေကဘေးရောချမှုကနေတဆဲကျုံမြတ်များစွာရရှိခဲ့ပြီးတော့တစ်ဖက်မှာကျတော့ဒီ OTB လို့ပါဘေးဆွဲခဲ့ပြီးတော့ဘေးပြဿနာတွေဖြစ်လာခဲ့ပါတယ် နောက်ဆုံးတရုတ်ပြည်ဆိုရကဒီဘေးပြင်းစံတော်ကိုဖြေရှင်းဖို့အတွက်ဘေးရက်ဝက်ဖောက်ကားနေတဲ့အင်္ဂလစ်ကိုယ်သွယ်တွေကိုဖမ်းဆီးအရေးယူခဲ့ပါတယ်။အဲဒါကြောင့်ဒီ British အင်္ဂလိပ်တို့ကသူတို့ရဲ့ကိုယ်သွယ်တွေကိုဖမ်းဆီးခံခဲ့ရတာကြောင့်ပေါ့နော်။တရုတ်ပြည်ကိုစစ်ကြေညာလိုက်ကြပါတယ်။အဲ့ဒီမှာတရုတ် British Base in Boy တွေဖြစ်လာပြီးတော့တရုတ်တို့ရင်းနှီးခဲ့ကြပါတယ်။ပထမ Base Boy နဲ့ဒုတိယ Base Boy ဆိုပြီးတော့နှစ်ကြိမ်ဖြစ်ပွားခဲ့တာပါ။အဲ့နှစ်ကြိမ်စလုံးမှာ British တို့ဘက်ကအနိုင်ရရှိခဲ့ပြီးတော့တရုတ်တို့ဘက်ကစိတ်ပင်ကြီးဖို့ကန့်လန့်ခဲ့ရပါတယ်။ ဒေတာကဘိတ်စင်ပေါ်မှာဆက်ရှိုးတဲ့ပြေဆေးရုပ်ကြီးတွေကပိတ်ဆောက်ခဲ့ရပြီးတော့ကွမ်တုံဟောက်ကောင်ဒေတာကိုဗြိတိရှားတို့ရရှိခဲ့ကြပါတယ်အဲဒီမကားသေးပါဘူးဒီရုရှားအင်ပါယာကလည်းတေယုန်နဇာမှာရှိတဲ့နယ်မြေတွေကိုဖြည်းဖြည်းနဲ့သေးပိုက်လာကြပါတယ်အဲဒီနောက်ဘက်ဘက်ကနေဆေးရှုတမှုတွေကြိုလာတဲ့မရှုဆိုးရပေါ်မှာတေယုန်ပြည်သူတွေယုံကြည်မှုတွေနဲ့လာကြပါတယ်အဲအဲအဲ့ဒါကြောင့်ဒီတိုင်ပေပိုကံမှုကြီးပေါ်ပေါ်ပေါ်လာခဲ့ပါတယ်မန်ချူဆိုရအဲ့ဒီပိုကံမှုကိုနှင်းနေနိုင်ခဲ့ပေမဲ့လည်းဒီအဆိုးရှိုးကိုကြစေးတော်များခဲ့ပါတယ်အဲ့နောက်တရုတ် အဲ sorry ဂျပန်တွေကဒီတရုတ်ပြည်ကိုစတဲ့ကျူးကျော်လာပြီးတော့ပထမတရုတ်ဂျပန်စစ်ပွဲမှာတရုတ်တို့ကြီးကြပ်ရှုံးနေခဲ့ပြီးတော့ထိုင်ဝမ်ကျောက်ကိုရရှိခဲ့ကြပါတယ်ဂျပန်တို့ကဂျပန်တွေကထိုင်ဝမ်ကျောက်ကိုရရှိခဲ့တယ်မဟုတ်နော်အဲ့တော့မှတရုတ်ပြည်ကနောက်တိုက်ကိုလိုနီဆက်ကျင်ရေးဒီဘောက်ဆာပူကမှုကြီးပေါ်ပေါက်လာခဲ့ပြီးတော့တရုတ်နဲ့ဗီဒီရုရှားဂျပန်ပြည်သစ်ဂျာမနီအမေရိကန်အီတလီနဲ့အော်စတရီးယားစတဲ့ရှစ်နိုင်ငံပူးပေါင်းတိုက်တွေနဲ့စစ်ဖြစ်ခဲ့ကြပါတယ်အဲ့ဒီမှာတရုတ်တွေထပ်မံရှုံးနေခဲ့ပြီးတော့မြို့တော်ဘေကျင်းနဲ့မန်ချူရီးယားပြည်နယ်တွေကိုပါ ဆိုးရှိုးခဲ့ပြီးတော့စစ်ရဲကြီးတွေလည်းပိတ်ဆောက်ခဲ့ရပါတယ်အဲ့လိုနဲ့တရုတ်ပြည်ချင်းမင်းဆက်ဟာဒီပိုကံမှုတွေနောက်နိုင်ငံတွေရဲ့တိုက်ခိုက်မှုတွေကြောင့်တဖြည်းဖြည်းနဲ့ရိရိလာခဲ့ပါတယ်အဲ့တော့ချင်းမင်းဆက်ကိုလိုဝပြဆိုးသွားစေခဲ့တာကတော့ထောက်ကွေတဆက်တင်ပေါ်ပေါ်ခဲ့တဲ့ဆွေရဆင်ဥဆောင်တဲ့ရှင်းဟိုင်းတော်လန်ရေးပဲဖြစ်ပါတယ်ဆွေရဆင်ရဲ့ရှင်းဟိုင်းတော်လန်ရေးအောင်မြင်ခဲ့ပြီးတော့တရုတ်သက်ဥဆောင်ပိုက်ပရေးစနစ်ချင်းမင်းဆက်ကိုဖြိုးချပြီးတော့တရုတ်သမ္မတနိုင်ငံကိုတည်ထောင်ခဲ့ပါတယ်ဆိုရဆင်ချောင်းနဲ့ချင်းပြောမှဆိုရင်သူဟာရှင်းဟိုက်တော်လာရေးမတိုင်ခင်ကတည်းကချင်းမင်းဆက်ကိုဖြုတ်ချရေးတော်လာရေးသမားဖြစ်ပြီးတော့ ကွမ်တုတ်ပြည်နယ်သားဖြစ်ပါတယ်အဲ့တော့မှချင်းမင်းဆက်ဆိုရရဖန်ဆီမှုကြောင့်ဆိုရဆင်ဟာဒီဒီဥရောပနိုင်ငံတွေမှာထွက်ပြေးခိုလိုခဲ့ရပါတယ်ပြီးတော့ဒီနိုင်ငံထိုကီယိုမြို့မှာဒီထိုမောက်ပွေးလို့ခေါ်တဲ့ဒီဆိုရဆင်ဥဆောင်တဲ့ချင်းမင်းဆက်တော်လာရေးမှာမိတ်ဖွဲ့စည်းပြီးတော့ရှင်းဟိုက်တော်လာရေးကိုစတင်ခဲ့ကြပါတယ်ရှင်းဟိုက်တော်လာရေးအောင်မြင်ပြီးတော့ချင်းမင်းဆက်အေဂရစ်ပူကြီးကိုဖြိုးချပြီးတော့တရုတ်သမ္မတနိုင်ငံကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။ဒါမှမဟုတ်ရှင်ဟိုင်တောင်လိုင်းရဲ့အောင်မြင်ပြီးတော့ဘေးစနစ်ကိုဖြိုးချနိုင်ခဲ့ပေမဲ့လည်းတရုတ်ပြည်ဟာတည်ငြိမ်မှုမရှိသေးပါဘူး။ ဆွေဆင်ဦးဆောင်တဲ့ရှင်းဟိုက်တော်လိုင်းမှာအဓိကခန်းကဏ္ဍနေပါဝင်ခဲ့တဲ့နောက်ထပ်တစ်ယောက်ကတော့ချင်းမင်းဆက်ရဲ့ဘေးရန်စစ်တပ်ကောက်ဆောင်ပို့ချိုကြီးရွာရှိကိုင်ပဲဖြစ်ပါတယ်ဒေါက်တာဆွေဆင်ကဘေးရန်စစ်တပ်ကောက်ဆောင်အုံနေနဲ့ချင်းမင်းဆက်ကိုဖြိုးချပေးနိုင်မယ်ဆိုရင်တမရဖြစ်တင်မြောက်မယ်ဆိုပြီးတော့ကန့်လန့်ခဲ့ပါတယ်အဲ့တော့ပို့ချကြီးရရှိကိုင်ရလာတဲ့ဘော့တူခဲ့ပြီးတော့တရုတ်နိုင်ငံရဲ့သမရဖြစ်လာခဲ့တာဖြစ်ပါတယ်။ပြဿနာကဒီပို့ချကြီးရရှိကိုင်သမရဖြစ်လာပြီးတဲ့အချိန်မှာသူကသမရစနစ်ကိုလုံးဝမနှိမ့်သက်ခဲ့ပါဘူး။ သူတဦးတက်ကပဲအာနာကိုချုပ်ကိုက်ထားခြင်းနဲ့သူပဲဖြစ်ပါတယ်။သူနဲ့တူတွန်လိုင်းမှာအဲ့ဒါကြောင့်ဒီသူနဲ့တူတွန်လိုင်းမှာပါဝင်ခဲ့တဲ့အဖွဲ့အစည်းတွေကိုလို့ရှင်းပြဖို့စူးစမ်းခဲ့ရတာဖြစ်ပါတယ်။အဲ့ဒါကြောင့်ဒေါက်တာဆွေရဲစင်ကလည်းခွတ်ထွက်ပြီးတော့ကူမင်တာပါတီကိုတည်ထောင်ခဲ့ပါတယ်။အဲ့နောက်မြရှိကဲကလည်းဆွေရဲစင်ရဲ့ကူမင်တာပါတီကိုပြစ်ထန်နှိမ်နှင်းခဲ့ပြီးတော့သူတို့နှစ်ဘက်ကြောင့်မှတိုက်ခိုက်မှုတွေဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့နောက်ဆုံးမှာတော့အင်အားကြီးတဲ့ရွာရှိကဲရဲ့ဘေးရစက်တက်ကအနိုင်ရရှိခဲ့ပြီးတော့ဆွေရဲစင်လည်းရှုံးနေပြီးတော့ဂျပန်ကိုထွက်ပြေးရမှာပါတယ်။ အဲ့တော့မရရှိကြရတိုက်ပြီးတွင်မှာသူ့ရဲ့ကျွေးမအာနာကိုခိုင်မာတိဆောက်ဖို့စ조사ခဲ့ပါတယ်။ဒါမှမဟုတ်ရရှိကြလက်ထက်မှာအရင်ချင်းမင်းဆက်လက်ထက်ကတည်းကရှိခဲ့တဲ့ပြပကျွတ်ကြုံမှုတွေစက်တဲ့ပြဿနာတွေကိုဖြေရှင်းပိတ်နိုင်စွာမရှိခဲ့ပါဘူး။အဲ့ဒါကြောင့်သူ့ရဲ့ဆိုရတဲ့မှာလည်းဒီသူ့ကိုဆက်ကျင်သူတွေရှိလာပါတယ်။အဲ့ဒါမှမဟုတ်ရရှိကြကွယ်လော်ပြီးတော့နောက်မှာဒီဘေးရစတာအန်ဝေအုပ်စုဂျီလီအုပ်စုဖန်တန်အုပ်စုတို့ပြီးတော့တိုးပိုက်ကွဲသွားခဲ့ပါတယ်။အဲ့ဒီအုပ်စုတွေကိုဒီခွတ်ထွက်လာကြတဲ့ဒီစစ်ဘုတ်ချုပ်တွေကအုပ်ချုပ်ခဲ့ကြပါတယ်။အဲ့လိုနဲ့တရုတ်ပြည်ကစစ်စစ်ကွဲသွားပြီးတော့ ီတလူငါတမိတ်ခိတ်ကိုရရှိသွားခဲ့ပါတယ်အဲ့ဒီချိန်မှာခုနကစစ်ဘိုလ်ချိုးအုပ်စုတွေချင်းချင်းဒီစစ်ပေါ်တွေကြီးကျယ်ဖြစ်ပွားခဲ့ကြပြီးတော့တရုတ်ပြည်မှာညီညွတ်မှုတွေပြိုကွဲပြီးတော့ပြည်ပဆော့ဖက်မှုတွေနိုင်ငံရေးအရာရှုံးနေမှုတွေဖြစ်လာခဲ့ပါတယ်အဲ့လိုနိုင်ငံရေးရှုံးနေမှုတွေကြာဒီအစိခုံမှုတွေကြာမှာဒီထောက်ကွတ်တဆက်ကိုမေလ၄ရက်နေ့မှာပေါ်ပေါက်လာခဲ့တဲ့ဒီကြောက်သားဆန္ဒပြပြပွဲတွေကတော့တရုတ်ပြည်သမားရေးပါတဲ့အချုပ်ကွတ်တစ်ခုကိုဖြစ်စေခဲ့ပါတယ် အဲ့ဒီဆန္ဒပြလှုပ်ရှားမှုတွေမှာအဓိကအားဖြင့်ရွေးရတလိထိုးတန်းတွေလူမှုတော်လိုင်းရတဲ့နယ်ဒီပြည်ပကိုလိုနီလက်အောက်ကနေနိုင်ငံလွန်လိုက်ကိုအဓိကအားဖြင့်ပေါ့နော်ဒီအမျိုးသားရေးစိတ်ဓာတ်လှုပ်ရှားမှုတွေကိုဆော်ဩခဲ့ကြပါတယ်အဲ့ဒီဆန္ဒပြပေါ်တွေပြီးမှဆော်ရဆင်ဦးဆောင်တဲ့ကွန်မန်တာပါတီပြလဲဖွဲ့စည်းနိုင်ခဲ့ပြီးတော့နိုင်ငံရေးရဩဇာအာဏာပြလဲတည်ဆောက်ခဲ့ပါတယ်ကွန်မန်တာပါတီပြည်တရုတ်ကွန်မြူနီပါတီကလည်းဆန္ဒပြလှုပ်ရှားမှုတွေပြီးမှပေါ်ပေါက်လာခဲ့ပါတယ်ကွန်မန်တန်ပါတီကတော့တရုတ်နိုင်ငံပြန်လဲပေါက်စည်းရေးအတွက်နိုင်ငံရဲ့အင်အားစုတွေနဲ့မိတ်ဖွဲ့ခဲ့ကြပါတယ် ကောက်သောဆွေရဆိုင်ချမှတ်ခဲ့တဲ့မျိုးသားရေးဝါဒဒီမိုကရေစီဝါဒနဲ့လူမှုဘဝဖူလို့ရေးစတဲ့မူတော်ရကိုကောက်တဲ့ပေါ်ခဲ့ပြီးတော့တရုတ်ကွန်မြူနတီပါတီနဲ့လည်းပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ဒါဆွေရဆိုင်လောရက်ခါမှာချက်ကင်းရှိကကွန်မန်တန်ပါတီရဲ့ကောက်ဆောင်ဖြစ်လာခဲ့ပါတယ်။ဆန္ဒပြလှုပ်ရှားမှုတွေပြီးမှနောက်ထပ်ပေါ်ပေါက်လာတဲ့အင်အားစုကြီးကတော့တရုတ်ကွန်မြူနတီပါတီပဲဖြစ်ပါတယ်။ထောက်ခွဲတဆက်ခေါ်ရုရှားတွန်လိုင်းရဲ့အောင်မြင်မှုပြီးမတ်ဝါနာနဲ့လင်းနေဝါရတဲ့ဟာတရုတ်ပြည်မှာကြီးကျယ်လွှမ်းမိုးလာခဲ့ပါတယ်။ ဲ့ဒီဝါရတွေကိုခြေပြုပြီးတော့လီတာကျောင်းနဲ့ချန်တူးရှိုးတို့ကတရုတ်ကွန်မြူနတီပါတီကိုတည်ထောင်ခဲ့ကြပါတယ်။ဒါပေမဲ့လှူကျောက်ချီနဲ့အဲ့နောက်မှာလှူကျောက်ချီနဲ့နောက်ပိုင်းဒီကွန်မြူနတီကောင်းဆောင်ဖြစ်လာမဲ့မော်စီတိုတို့ကမြို့ပြတွေမှာလူ့သမားသမဂ္ဂတွေတည်ထောင်ပြီးတော့တရုတ်ကွန်မြူနတီပါတီဟာတဖြည်းဖြည်းနဲ့ကြီးထွားလာစေခဲ့ပါတယ်။အဲ့နမှာနိုင်ငံပြည်လဲပုတ်စည်းရေးအတွက်ကွန်မတန်ပါတီနဲ့ဒီရုပ်ကွန်မြူနတီပါတီတို့ဟာပူးပေါင်းပြီးတော့မြောက်ပိုင်းမှာတကွဲတပြတ်ဖြစ်နေတဲ့စစ်ဗိုလ်ချိုးအုပ်စုတွေကိုတိုက်ခိုက်နေနေကြပါတယ်။အဲ့ဒီပေါ်ဆိုဗီယက်ပြည်တော်စုကလည်းကြီးကြဲထောက်ပပေးခဲ့ပြီးတော့ အဲ့တံပေါင်းစုဆက်စည်ရေးလည်းအောင်မြင်ခဲ့ပါဖြစ်ပါတယ်။အဲ့လိုနဲ့တရုတ်သမ္မတနိုင်ငံသူတို့လူငါတမင်စစ်ဘိုလ်ချုပ်တို့ကြီးစိုးတဲ့ခေတ်ဆိုးသက်သွားပြီးတော့ချန်ကေရှေရဲ့ကွန်မန်တာပါတီအာနာရလာခဲ့ပါတယ်။ကွန်မန်တာပါတီအာနာရလာပြီးတော့သူတို့ရဲ့မဟာမိတ်ဖြစ်တဲ့တရုတ်ကွန်မြူနီပါတီရဲ့ပါတီနဲ့မသိမျှမှုတွေဖြစ်လာခဲ့ပါတယ်။အဲ့လိုနဲ့ဒီကွန်မန်တာနဲ့ဒီကွန်မြူနီပါတီတို့ကခွဲထွက်သွားပြီးတော့တတိတခြားဒီနေထိုင်ခဲ့ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီပါတီနှစ်ခုရဲ့ဝါဒနဲ့လမ်းစဉ် ပုံစံတွေကဘလို့မှပေါက်စားလို့မရတာကြောင့်ပဲဖြစ်ပါတယ်။ကွန်မန်တန်ပါတီကအမျိုးသားရေးဝါဒနဲ့ဒီမိုကရေစီဆန်တဲ့ရည်မှန်းချက်တွေကိုအလေးပေးခဲ့ပြီးတော့ဒီကွန်မြူနီကကြာတော့ဒီမတ်ဝါဒလူနာဇာတန်တို့ညီမရေးကိုအခြေခံတဲ့ကွန်မြူနီဝါဒပဲဖြစ်ပါတယ်။အဲဒါကြောင့်ပဲဒီကွန်မန်တန်ပါတီခေါင်းဆောင်ချန်ကေရှိဟာဒီကွန်မြူနီပါတီရဲ့လူနာဇာတော်လှန်ရေးမျှော်လင့်ချက်ဟာသူတို့ရဲ့နိုင်ငံရေးဩဇာနဲ့ရည်မှန်းချက်တွေနဲ့ဆက်ကျင်နေတာကြောင့်ဒီကွန်မြူနီပါတီကိုဖယ်ရှားဖို့စိုးပြန့်ခဲ့ပါတယ်။ အဲ့နောက်တရုတ်ကွန်မြူနီပါတီနဲ့ဒီကူမင်တန်ပါတီတို့ကြားမှာတိုက်ပွဲတွေဖြစ်လာပြီးတော့ပီတက်စစ်တွေဖြစ်လာခဲ့ပါတယ်အစောပိုင်းမှာအာနာယပါတီလည်းဖြစ်စစ်ရေးတွဲကျူလည်းရှိတဲ့ချန်ပီယံရှစ်ရဲ့ကူမင်တန်ပါတီကအသာရခဲ့ပါတယ်တရုတ်ကွန်မြူနီပါတီကလည်းရှုံးနေပြီးတော့ဂျိတ်လက်နယ်ဘက်တွေမှာပျောက်ရွှေ့ခိုလိုခဲ့ရပါတယ်အဲ့နောက်တရုတ်ကွန်မြူနီပါတီကဂျိတ်လက်နယ်လက်သမားတွေကိုစုစည်းခဲ့ပြီးတော့ထက်ကွက်သုံးသက်တင်မှာတရုတ်ကွန်မြူနီပါတီဟာတရုတ်တောင်ပိုင်းကျန်းရှိဒေသမှာဒီကျန်းရှိဆိုဗီယက်ဆိုတဲ့ကွန်မြူနီခြေသက်ကတူကူကိုတီထောက်ပြီးတော့ကွန်မြူနီတွေ အင်အားတုတ်ချက်လာခဲ့ပါတယ်အဲ့လိုနဲ့သိမချခင်မှာပဲဒီကွန်မန်တာတွေကတရုတ်ဒီ community အားကောက်တဲ့ဒီကြမ်းရှိဒေသကဒီ community ခြေသက်သက်ကတခုကို community ခြေသက်သက်ကကိုပိတ်ဆို့တိုက်ခိုက်ခဲ့ကြပါတယ်အဲ့တော့ community တွေကကြဆိုးမြန်တာနဲ့ထွက်ပြေးခဲ့ရပြီးတော့တရုတ်တမမထင်ရှားတဲ့ခီးရှိရှိတက်မှုကြီးကိုစတင်ခဲ့ကြပါတယ် low march လို့ခေါ်တဲ့ community ရဲ့ခီးရှိရှိတက်မှုကြီးကတော့ community အဲကွန်မြူနတီရဲ့ပိတ်ဆို့တိုက်ခိုက်မှုတွေကနေလောမြောက်ဖို့အတွက်ဒီပောက်ပိတ်ချမ်းရှိဒေတာကနေပြီးတော့နောက်မြောက်ပိုင်းရှန်ချီပြည်နယ်ရန်အန်းမြို့တိခြေတက်ရွှေ့ပြောက်ခဲ့ကြပါတယ်ခြေတက်မှုကြီးရတွေ့ကွန်မြူနတီပါတီရဲ့ချုပ်ကွေးတစ်ခုလည်းဖြစ်ခဲ့ပါတယ်အဲ့ဒါကတော့ခြေတက်မှုကာလအတွင်းမှာဒီစေရင်းနီးပြူဟာတော့တွန်းကျင်ပြီးတော့အမျော်မြင်ရှိတဲ့မော်စီတုံးကဒီလူလူထက်ကမှုပြပြရရှိခဲ့ပြီးတော့တရုတ်ကွန်မြူနတီပါတီရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပါတယ်အဲ့နောက်ဒုတိယကမ္ဘာစစ်ကာလမှာဂျပန်တွေကတရုတ်ပြည်ကိုဒုတိယကြေထမ်းမှန်ကျူးကျော်လာပြန်ပါတယ် အဲ့ဒါကြောင့်ပဲအင်အားကြီးတဲ့ဂျပန်ကိုရေဆိုင်ဖို့အတွက်ရေဆိုင်တိုက်ထိုးဖို့အတွက်တိုက်ပီကိုကောက်ကွယ်ဖို့အတွက်ဆိုပြီးတော့ကွန်မန်တာနဲ့တရုတ်ကွန်မြူနတီပါတီတို့ဟာပူးပေါင်းလိုက်ကြပြန်ပါတယ်။ဒါမှမဟုတ်အဲ့ဒီပူးပေါင်းမှုဟာသိမကြာလိုက်ပဲနဲ့ခြေလိုတွင်းမှာပြလဲပြိုကွဲခဲ့ပြီးတော့ဂျပန်တွေကိုသီချားတိုက်ထိုးခဲ့ကြပါတယ်။ထက်ကွက်လက်စံငါတို့ရဲ့ကပတ်စကြီးလဲပြီးဂျပန်တွေလည်းနှစ်ချဆုတ်ခွာသွားတော့ခုနကကွန်မန်တာပါတီနဲ့တရုတ်ကွန်မြူနတီပါတီတို့ဟာချင်းချင်းရလိုမှုထမ်းမှုတွေပြန်လဲပုံပေါက်လာခဲ့ပါတယ်။ဒီဒီဂျေမှာတော့ ကွန်မြူနတီကအင်အားကြီးနေပြီဖြစ်ပြီးတော့ကွန်မြူနတီကအားနိုင်နေခဲ့ပြီလည်းဖြစ်ပါတယ်အကြောက်ကတော့ဒီကွန်မြူနတီကဒီဂျပန်တွေနဲ့အကြီးကျယ်ရေးဆက်တိုက်ခိုက်ထားရတဲ့အတွေ့အကြုံထိခိုက်ကြဆုံးတွေမြပြရှိခဲ့လို့ပဲဖြစ်ပါတယ်1948 1948ကာလတွေမှာဒီကွန်မြူနတီပါတီကစင်ရေးမှာပါစည်းရလာပြီးတော့ကျိလက်လူလူထက်ကမှုကိုအခြေပြုပြီးတော့မြို့ပြတွေကိုတစ်ခုပြီးတစ်ခုသိမ်းပိုက်လာနိုင်ခဲ့ပါတယ်မော်စီတိုရဲ့မဟာဗျူဟာမြောက်ထိုးစစ်တွေကလည်းအလောလောဖြစ်ခဲ့တာပါ သူရဲ့နာမည်ကြီးဆက်စည်ရေးတွေကတော့ထကွေ68ရှောက်ချင်းဆက်စည်ရေးမှာမချူရီယာဒေတာကိုလေးပိုက်နိုင်ခဲ့ပါတယ်။ထကွေ69 Wi-Fi ဆက်စည်ရေးဒီကူမန်နာရဲ့အင်အားစုတွေကိုတိုက်ခိုက်ချေမှုနိုင်ခဲ့ပါတယ်။ထကွေ69ပင်ကျင်းဆက်စည်ရေးမှာဘေဂျန်နဲ့တရချင်းမျိုးတွေကိုလေးပိုက်ပြီးတော့ဒီရုပ်မြောက်ပိုက်ဒေတာတစ်ခုလို့ကို community တွေထိချိုးနိုင်ခဲ့ကြပါတယ်။ဒီလိုနဲ့ဒီ community တွေကတရုတ်ပြည်ပြည်လို့ကိုလေးပိုက်လိုက်ပြီးတော့ championship ဥဆောင်တဲ့ community တွေကတော့ဒီ set show ပြီးတော့ထိုင်ဝမ်ကျွန်းကိုထွက်ပြေးသွားခဲ့ရပါတယ်။ထကွေ69 October 1ရက်နေ့မှာ တရုတ်ကွန်မြူနတီပါတီကောက်ဆောင်မော်စီတိုကတရုတ်ပြည်သူ့သမ္မတနိုင်ငံ PRC တီထောင်ချုပ်ကိုကြီးညာခဲ့ပြီးတော့ပြည်ထောင်စစ်တွေကိုအဆုတ်တန်းခဲ့ပါတယ်။အဲလိုနဲ့တရုတ်ပြည်ဟာချင်းမင်းဆက်နောက်ပိုင်းတွန်လိုင်းရေးတွေပြည်ပဝင်ရောက်ကျူးကျော်မှုတွေအာဏာသိမ်းမှုတွေပြည်ထောင်စစ်တွေဟာတရုတ်ကွန်မြူနတီပါတီအာဏာရလာပြီးနောက်ပိုင်းမှသာအဆုတ်တန်းတော့ခဲ့တာဖြစ်ပါတယ်။ဟုတ်ပြီအဲ့တော့ဒီဗီဒီယိုလေးတော့ဒီလောက်ပါပဲခင်ဗျာအဆုတ်တီးအခြေပေးကြည့်ကြည့်ပေးခဲ့တဲ့ကျေးဇူးတင်ပါတယ်။အားလုံးပဲနေကောင်းကြမှာကြပါစေခင်ဗျာ။